အင်္ဂလန်ညချမ်းမှာရှင်2025ခုနှစ်မေလ12ရက်နေ့ညပိုင်းမှာတင်ပြပေးမယ်။ Radio NUG ပြည်တွင်သတင်းတွေကိုတင်ပြပေးသွားပါမယ်။ကျွန်မကတော့ຫນွေဦးမှပါ။ကျွန်မအောင်ဆုံးတင်ပြပေးမယ့်သတင်းကတော့ဂျမစျောက်စုရဲ့လူခွင့်ကော်မရှင်ဟာနိုင်ငံတကာကသတ်မှတ်ထားတဲ့စံချိန်စံညုံးတွေမပြည့်ုံနေမှာပဲ။ပြည်သူလူထုရဲ့လေးစားယုံကြည်အားကိုးမှုတွေပါမရရှိတဲ့အခြေအနေဖြစ်ပါတယ်လို့ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။ ဂျမန်စီယုစုရဲ့လူခွင့်ကော်မရှင်ဟာနိုင်ငံတကာသတ်မှတ်ထားတဲ့စံချိန်စံညွှန်းတွေမပြည့်စုံနေမှာပဲနဲ့ပြည်သူလူထုရဲ့လေးစားယုံကြည်အားကိုမှုတွေပါမရရှိတဲ့အခြေအနေဖြစ်ပါတယ်လို့လူခွင့်ဝင်စီဦးအောင်မျိုးမင်းကဆိုပါတယ်ကော်မရှင်ဝင်တွေကဘယ်သူတွေမှန်းလဲမသိဘူး။ဘာတွေလုပ်နေမှန်းလဲမသိဘူး။လူခွင့်ရင်းနဲ့ပတ်သက်လို့တခါမှလည်းချိုးဖောက်မှုအကြောင်းလေးသန်းတော့မဟာရဲကြဘူး။ချိုးဖောက်နေတဲ့အဖြစ်အပျက်တွေကိုအမှန်တမ်းတင်ပြရတဲ့အရာလေးမရှိခဲ့ကြဘူး။အဲ့အတွက်ကြောင့်မို့ကော်မရှင်ဝင်တွေက ပြင်သစ်မှုဝါဒ Paris Principle အတိုင်းမီခိုကင်းကင်းရက်ဒီချက်ခိုင်ခိုင်လုံလုံနဲ့ကော်မရှင်တာဝန်ကိုထမ်းဆောင်နေတာမဟုတ်ဘူးဆိုတာထင်ရှားပါတယ်။နိုင်ငံတကာသတ်မှတ်ထားတဲ့စံချိန်စံညုံတွေမပြည့်ယုံနေမှာကပဲနဲ့ပြည်သူလူထုရဲ့လေးစားယုံကြည်အားကိုးမှုတွေပါမရရှိတဲ့အခြေအနေမျိုးကထင်ထင်ရှားရှားရှိနေပါတယ်လို့ဝန်ကြီးကဆိုပါတယ်။ February 1ရက်2022ခုနှစ်မတရားဆီယနာလူမှုဖြစ်စဉ်စတင်ချိန်မှလေလ9ရက်2025ခုနှစ်အထိချမတ်စီအုစုနဲ့၎င်းရဲ့လက်ပါစီများကြောင့် ရူးတော်လင်ကာလာတွင်သိဆုံးခဲ့ရတဲ့ဒီမိုကရေစီရဲ့လှုပ်ရှားသူများနဲ့ပြည်သူစုစုပေါင်းမှာ6621ဦးရှိခဲ့ပြီဖြစ်တယ်လို့ AABB ကဖော်ပြထားပါတယ်ရှင်။နောက်ထပ်တင်ပြပေးမယ့်သတင်းကတော့ CDM သူနာပြည်တွေတာဖွားတွေဟာဆိုရင်စက်ကောင်စီရဲ့ရုံမာရက်စမှုတွေဈာကနေကြံ့ကြံ့ခံပြီးတော့တော်လင်ရေးမှာပါဝင်ဆောင်ရွက်နေကြသူတွေပဲဖြစ်တယ်လို့ကျမရေးသူဝင်းစီကုန်ပြပြောကြားတဲ့သတင်းအကြောင်းအရာဖြစ်ပါတယ်။ စီရန်သူနာပြည်တွေတာဖွားတွေဟာဆိုရင်စကောင်စီရဲ့ယုံမာရက်ဆက်မှုတွေကြားကနေစဉ့်ကြံခံပြီးတော့တော်လိုင်းမှာပါဝင်ဆောင်ရွက်နေကြသူတွေပဲဖြစ်တယ်လို့ဇမအေးဒူဝင်ကြီးဒေါက်တာရွှေပုံကဂုံပြုပြောကြားလိုက်ပါတယ်။2025ခုနှစ်မေလ10ရက်နေ့တွင်ဂျာကာလာဖရယ်သူနာပြည်နှင့်တာဖွားကောင်စီမှကြီးမှုကျင်းပခဲ့သောပြည်ပဆိုင်ရာတာဖွားများနေ့နှင့်ပြည်ပဆိုင်ရာသူနာပြည်များနေ့အခမ်းအနားမှာမြူသားညီညီအစိုးရအစမိုင်းဝန်ကြီးဌာနပြည်ထောင်စုဒုတိယဝန်ကြီးဒေါက်တာရွှေပုံကအဖွဲ့မှစကားပြောကြားရမှာထည့်သွင်းပြောပါရစေ။ မြန်မာနေထားမြန်မာနိုင်ငံရဲ့ကျန်းမာရေးဆောင်ရှားမှုဟာဆိုရင်မြန်မာနိုင်ငံသမိုင်းမှာတစ်ခါမှမကြုံဘူးခဲ့တဲ့အခင်းအကျင်းမျိုးနဲ့ကြုံတွေ့နေရတာလည်းဖြစ်ပါတယ်။2021ခုနှစ်ဖေဖော်ဝါရီလမှာပြည်သူ့ရဲ့အာဏာကိုဂျမတ်ဆူဆူကမတရားသဖြင့်သိမ်းယူခဲ့တဲ့အချိန်ကစပြီးမြန်မာနိုင်ငံရဲ့သမိုင်းမှာအင်အားအကောင်းဆုံးဖြစ်တဲ့ CDM လှုပ်ရှားမှုဟာမြူတလေးရဲ့တူကနေထွက်ပေါ်လာခဲ့တာပဲဖြစ်ပါတယ်။အာနာသိမှုမတိုင်ခင်ကလည်းကိုဗစ်ပထမလိုင်းဒုတိယလိုင်းတွေမှာပြည်သူနဲ့တသားတဲ့ကုနာပြူဆရာဆရာမတွေ ကားဖွားဆီယမ်မာတွေဟာရောဂါထိန်းချုပ်ရေးလုပ်ငန်းတွေကိုနေမအားညာမအားမပင်မပန်းနဲ့ပြည်သူဆိုရနဲ့အတူတူတက်ကြီးလက်ညီဆာရွက်ခဲ့တာမို့လို့ပြည်သူအလုံးကလည်းကျမရဲ့သူရဲကောင်းတွေဖြစ်သတ်မှတ်ခဲ့ကြတာဖြစ်ပါတယ်။အခုချိန်မှာတော့အာဓမကိုတွန်းလှန်ဓမ္မဘက်မှရရဲဝုံဝအပါဝင်နေကြတဲ့စီရမ်သူနာပြည်တွေတားဖွားတွေဟာဆိုရင်စီရမ်တွေကိုဖက်ဖက်ကနေထိုးနှက်ပြစ်မှတ်ထားတိုက်ခိုက်နေတဲ့စကောင်စီရဲ့ရုံမာရဲဆက်မှုတွေကြောင့်ကနေကြံ့ကြံ့ခံပြီးတော့တော်လင်းမှာပါဝင်ဆောင်ရွက်နေကြသူတွေပဲဖြစ်ပါတယ်လို့ဒူဝင်ကြီးကပြောပါတယ်။ လက်ရှိမှာတော်လင်းဘက်ကဆက်လက်ရည်တည်ဆဲစီရမ်သိန်းနဲ့ချီရှိနေဆဲဖြစ်ပြီးတိုင်းရင်းသားဒေသများတွင်ပြည်သူ့ဂျမိုင်းဆောင်းရှောက်မှုဝန်ဆောင်မှုများပေးအပ်လျက်ရှိပါရဲ့ရှင်။မြန်မာနိုင်ငံသူနာပြုနှင့်တာဖွားတင်တဲ့ကြောင့်များယာယီကောင်စီမှနှစ်နှစ်ကျော်ကာလအတွင်းကျောင်းသား900ကျော်ကိုအောင်လက်မဲ့ချီမြှင့်နိုင်ခဲ့တဲ့တဲ့ရင်းကိုဆက်လက်တင်ပြပေးပါမယ်။ မြန်မာနိုင်ငံသူနာပြည်နယ်တာဖွားတင်တဲ့ကြောင့်များယာယီကောင်စီမှနှစ်နှစ်ကျော်ကာလအတွင်းကျောင်းသား900ကျော်ကိုအောင်လက်မှတ်ချိမြင့်နိုင်ခဲ့တယ်လို့မေလ22ရက်ကအသိပေးဆိုပါတယ်2021ခုနှစ်ကလေးကကြာကာလပညာရေးအစီအစဉ်အကောင့်ထဲပေါ်နိုင်ဖို့မြန်မာနိုင်ငံအနှံ့အပြားမှာရှိတဲ့သူနာပြည်တင်တဲ့ကြောင့်များတာဖွားတင်တဲ့ကြောင့်များသူနာပြည်နယ်တာဖွားတင်တဲ့ကြောင့်များနှိမ့်နယ်ကျောင်းများအားလုံးပေါင်းစည်းပြီးမြန်မာနိုင်ငံသူနာပြည်နယ်တာဖွားတင်တဲ့ကြောင့်များယာယီကောင်စီကိုဖွဲ့စည်းပြီးအုံမတင်ကြရေးကိုစတင်ဆောင်ရွက်ခဲ့ကြပါတယ် 2022ခုနှစ်မှာနောက်ဆုံးဆောင်ပွဲဖြစ်ရန်သာကြံသောတတိယနှစ်အတန်းကိုပညာရေးဆိုင်ရာတက်မြောက်မှုအာမခံချက်ပေးနိုင်ရန်ကျောင်းသီးသီးမှတင် जा ရေးစီမံအုပ်ချုပ်ရေးဆောင်ရွက်ခဲ့ကြတဲ့ဆရာများတိုင်ပင်ဆွေးနွေးကလူဝတ်သောပြန်လည်ဆွေးနွေးပေးမှုများကဲဖြတ်စစ်ဆေးမှုများကိုစတင်ဆောင်ရွက်ခဲ့ကြပါတယ်။ဒီချိန်ထဲမှာပဲဒုတိယနှစ်ပထမနှစ်အတန်းများကိုလည်းပညာဆက်လက်တည်ယူလိုသောကျောင်းသားကျောင်းသူများအတွက်အတန်းတင်ပေးနိုင်မှုဆက်လက်ဆောင်ရွက်ခဲ့ကြပါတယ်လို့ဆိုပါတယ်။2023ခုနှစ်တွင်ပထမအကြိမ်ကျောင်းသား400ယောက်ကို အောင်လက်မှတ်ပေးအပ်ချိမြင့်နိုင်ခဲ့ပြီး2024ခုနှစ်တွင်ဒုတိယအကြိမ်ကျောင်းသားအယောက်တရာ2025ခုနှစ်တွင်တတိယအကြိမ်ကျောင်းသား38ယောက်ကိုအောင်လက်မှတ်များချိမြင့်နိုင်ခဲ့ပါရှင်ဆလဘီထိုင်းနိုင်ငံတွင်ရွှေ့ပြောင်းနေထိုင်ကြသည့်မြန်မာပြည်သားမိသားစုများ၏ကလေးများအတွက်ဖွင့်လှစ်သည့်အကြောင်းများမှဆရာဆရာမများကိုဝေဖန်ပိုင်းခြားစဉ်းစားခြင်း RWCD နိစနစ်များကိုဆွေးနွေးပူးခြားလျက်ရှိတဲ့ဆိုတဲ့သတင်းကိုလည်းတင်ပြပေးပါမယ်။ ထိုင်းနိုင်ငံမှာရွှေ့ပြောင်းနေထိုင်ကြတဲ့မြန်မာပြည်သားမိသားစုတွေရဲ့ကလေးများအတွက်ပွင့်လင်းထားတဲ့အကြောင်းများမှာဆရာဆရာမများကိုဝေဖန်ပိုင်းခြားစဉ်းစားခြင်း RWCT နီးစနစ်များကိုဆွေးနွေးပိုးချလျက်ရှိတယ်လို့စဉ်းစားတွေးခေါ်သောစာသင်ခန်းတည်ထောင်သူဒေါက်တာသိန်းလွင်ကအတည်ပြုဆိုထားပါတယ်။ကြောင်းမျိုးမျိုးကြောင့်ထိုင်းနိုင်ငံမှာရွှေ့ပြောင်းနေထိုင်ကြတဲ့မြန်မာပြည်သားမိသားစုများ၏ကလေးများအတွက်ပွင့်လင်းသည့်အကြောင်းများမှာဆရာဆရာမများနဲ့ ကဲချွစွာသင်ယူခြင်းဝေဖန်ပိုင်းခြားစဉ်းစားခြင်း RWCT နည်းစနစ်များကိုဆွေးနွေးပို့ချလျက်ရှိပါတယ်လို့ဆိုပါတယ်။ Thinking Classroom Foundation မှ Reading and Writing for Critical Thinking RWCT သင်တန်းများကို KN ဒေသပါဝင်မြန်မာပြည်အဝန်ကနေရာဒေသများကိုလည်းပို့ချပေးခဲ့ပါတယ်ရှင်။ ကလတ်တင်ပြပေးမဲ့တဲ့ကတော့မကြခင်လှူရှာမဲ့ WOA Weaponization of Aid Campaign မှာပြည်သူတို့အချင်းမှာမိမိတက်နိုင်သည့်အဖြစ်ပါဝင်အသံထုတ်ပေးကြရန်နှိုးဆော်တဲ့တဲ့ဖြစ်ပါတယ်။မကြခင်လှူရှာမဲ့ WOA Weaponization of Aid Campaign မှာပြည်သူတို့အချင်းမှာမိမိတက်နိုင်သည့်အဖြစ်ပါဝင်အသံထုတ်ပေးကြရန် Black Money Campaign MM ကအတည်ပြုနှိုးဆော်လိုက်ပါတယ်။ဂျမစယုစုဟာ2008နာဂေဘေးအတွက်နိုင်ငံတကာကယ်ဆယ်ရေးကူညီတွေကိုလက်နက်ဖြင့်အသုံးပြုခဲ့ပါတယ်။ခုမလ2025စကိုင်းမြင်းကလင်းဘေးမှာလည်း ထို့ကဲ့သို့တူညီသည့်လူသားမဆန်သောရွှေရှာဖွေရာပြုမှုကိုထပ်မံလှုပ်ဆောင်နေတာတွေအတွက်ထပ်ပြီးအခွင့်အရေးမရသမှာကျမတို့အားလုံးတွင်တွန်းလှန်ရမည့်အတောင်းအရှိပါတယ်ထို့တက်ကြောင့်များမကြခင်လှုံရှားမဲ့ WOA ဝါဘော်20ရှင်သော A campaign မှာပြည်သူတို့အူးချင်းမှမိမိတက်နိုင်သည့်အားဖြင့်ပါဝင်အသံထုတ်ပေးကြပါရန်လေးစားစွာမြစ်တာရက်ခံတိုက်တွန်းနှိုးဆော်လိုက်ရပါတယ်လို့ဆိုထားပါတယ်မလ28ရက်မိုးလွယ်ပိုင်းလှုပ်ခတ်ခဲ့တဲ့စကိုင်းငလင်ကြောင့်လူရည်၃000ကျော်သေဆုံးခဲ့ရပြီးစစ်အုပ်စုဟာ နိုင်ငံတကာကူညီနဲ့ငွေကြေးများရယူထားတော့လဲလက်တွဲမြေပြင်မှာမျက်မြင်ပေးအမှုများပျောက်ဆုံးနေစေဖြစ်ပါရဲ့ရှင်။ခုနောက်ဆုံးတင်ပြမယ့်တရင်ကတော့နေပြည်တော်မှာဒီကနေ့မနက် Restar Scale 0.3အဆင့်နဲ့အင်အားတင်တင်ရှိတဲ့မြင်းကလေးတစ်ခုထပ်မံလှုပ်ခတ်ခဲ့တဲ့တွင်ပဲဖြစ်ပါရဲ့။နေပြည်တော်မှာဒီကနေ့မနက် register scale 0.3အဆင့်နဲ့အင်အားတင်းတင်းရှိတဲ့မြင်းကလေးတစ်ခုထပ်မံလှုပ်ခတ်ခဲ့တယ်လို့သတင်းရရှိပါရတယ် 2025ခုနှစ်မေလ12ရက်နေ့မြမစံတော်ချိန်နနက်6:10မိနစ်အချိန်ကမှနေပြည်တော်ရှိမြောက်ဖက်36ကီလိုမီတာကွာရေအောက်နက်10ကီလိုမီတာကိုပို့ဖို့ပြုပြီး Richter scale 0.3ညအဆင့်နဲ့အရာအသင့်တင့်ရှိတဲ့မြင်ကလေးတစ်ခုထပ်မံလောက်ခတ်ခဲ့တယ်လို့လူသားချင်းစာနာထောက်ထားရေးနဲ့ PNL ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနကတရင်ထုတ်ပြန်ပါတယ်။စကိုင်းငလင်းကြီးရဲ့နောက်ဆက်တွဲငလင်းငယ်များဆက်လက်လောက်ခတ်နိုင်သည့်အတွက် ငလင်ပင်ဆောင်ရက်ရှောင်းရံသတိပြုရန်များနဲ့ညီနေထိုင်ကြဖို့လဲတီးပီးနှိုးဆော်ထားပါရဲ့ရှင်။ခုတင်ပြခဲ့တဲ့သတင်းတွေကို Radio Energy သတင်းတောက်တာကီမှပေးပို့ထားတာဖြစ်ပါရဲ့ရှင်။